皆さんこんにちは。あらめみんぐらば。ガンドゥイワンサーをこうてちゃりりらびとわびら。あくそういんガンドゥရဲ့エイドゥサーをこうやしらびဖြစ်လို့ခါတိုင်းလိုပဲအာသွန်ခွန်ဆိုင်နဲ့調査လိုက်ကြပါအောင်ဆိုတော့ဒီနေ့ကတော့မတွေ့ရကြပြီဖြစ်တဲ့သူနဲ့နှုတ်ဆက်စကားပြောဆိုနိုင်ခြင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ MG Speed မှာအခုလိုမျိုးဂျပန်စာနဲ့ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ပုံသတ္တတွေကိုဗီဒီယိုများဖြင့်ပြုလုပ်ပေးနေတာကြောင့် ဂျပန်နိုင်ငံအကြောင်းကိုပုံမသိကျင်သူများက channel ကို like and subscribe လုပ်ထားပေးပါနော်။အကယ်၍တင်သည့်မြန်မာနိုင်ငံမှာနေထိုင်ပြီးဂျပန်နိုင်ငံမှာလုံလောက်ဖို့စံနာရှိတဲ့ဆိုရင် post ရဲ့ description မှာရှိတဲ့အလုပ်ခေါ်စာပေါင်းမှတစ်ဆင့်ရှင်းထားနိုင်ပါတယ်။ဒီသင်ခန်းစာကိုလေးလိုက်လိုက်ချင်းဖြင့်တော်တော်လေးကြာမှတွေ့တဲ့သူကိုနှုတ်ဆက်စကားပြောတဲ့အခါမှာဘလိုမျိုးသုံးသုံးပြီးတော့ပြောရမယ်ဆိုတာတွေကိုနားလည်တော့မှာဖြစ်ပါတယ်။ဒါဖြင့်စလိုက်ကြရအောင်။မတွေ့ရကြပြီဖြစ်တဲ့သူနှစ်ဦးကနှုတ်ဆက်စကားပြောနေကြပါတယ်။ ပြောစကားတွေကိုနားထောင်ပြီးတော့စကားပြောနေကြတဲ့သူနှစ်ဦးကဘလို့ပတ်သက်တယ်ဆိုတာကိုခမန်းကြည့်ကြရအောင်1 2あお久しぶりですお久しぶりですお元気ですかはいおかげさまでに 2, 2. 久しぶり久しぶり元気うん元気三。あ久しぶりお久しぶりです元気はいおかげさまで ခုကတော့တရားချိန်ပဲဖြစ်ပါတယ်။အခုစကားပြောတွေမှာအသုံးပြုထားတဲ့စာကြောင်းပုံစံလေးကလူတွေနဲ့လိုက်ပြီးတော့ क्वे ပြမှုရှိပါတယ်။ဂျပန်ဘာသာစကားမှာယဉ်ကျေးတဲ့အသုံးနှုန်းနဲ့ပုံမှန်အသုံးနှုန်းဆိုပြီးတော့အသုံးနှုန်းနှစ်မျိုးရှိပါတယ်။ကိုနဲ့တစ်ဖက်လူရဲ့ဆက်ဆံရေးအကြောင်းအရာအခြေအနေတွေနဲ့လိုက်ပြီးတော့ခွဲခြားအသုံးပြုနိုင်ပါတယ်။ယဉ်ကျေးတဲ့အသုံးနှုန်းကစာကြောင်းရဲ့အဆုံးသတ်မှာ dance master ကိုအသုံးပြုတဲ့ပုံစံဖြစ်ပြီးတော့နားထောင်သူကိုလေးစားသတ်မှုကိုဖော်ပြခြင်းဖြစ်ပါတယ်။ တွေ့ခါစားလို့နောက်ထပ်ကိုယ်ထံအသက်ကြီးတဲ့လူစသဖြင့်စကားပြောတဲ့အခါမှာအသုံးပြကြပါတယ်။ပုံမှန်အသုံးနှုန်းမှာကတော့စာကြောင်းရဲ့အဆုံးသတ်မှာ does must တို့ကိုအသုံးမပြုတဲ့ပုံစံဖြစ်ပါတယ်။တငယ်ချင်းမိသားစုစသဖြင့်ကိုယ်နဲ့ရင်းနှီးတဲ့သူ နောက်ထပ်အသက်ငယ်တဲ့သူစားတဲ့သူတွေစီကို လေးစားသမှုဟောပြရမလို့တဲ့လူတွေနဲ့စကားပြောတဲ့အခါမှာအသုံးပြုပါတယ်။ဒီသင်ခန်းစာမှာကတော့နောင်းတဲ့အခြေအတွေကိုဥပမာအနေနဲ့ဖော်ပြထားပါတယ်။ ဒက်စ်ပါတယ်ဆိုရင်ရင်ကြီးတဲ့၃နှုန်းဖြစ်ပြီးတော့ဒက်စ်မပါဘူးဆိုရင်ပုံမှန်၃နှုန်းဖြစ်လာပါတယ်။ဥပမာတစ်မှာတိတ်ပြီးရင်းနှီးမှုမရှိတဲ့အတီအကျွမ်းတွေလောဘောကိုင်းပြတ်တွေရဲ့သကပြောဖြစ်ပြီးတော့အပြန်အလှန်ရင်းကြီးကြီးနဲ့ပြောဆိုနေကြပါတယ်။ဥပမာနှစ်မှာကတော့တတ်တူရွယ်တူအချင်းချင်းရင်းနှီးတဲ့မိတ်ဆွေအချင်းချင်းပြောဆိုတဲ့အခါမှာပုံမှန်၃နှုန်းနဲ့ပြောဆိုနေကြပါတယ်။ဥပမာ၃မှာကတော့ကောင်မလေးကပုံမှန်၃နှုန်းကို၃နှုန်းရယ်ဆိုပေမဲ့ ကောင်ကလေးကကောင်မလေးကိုယဉ်ကျေးတဲ့အတုံးလုံးနဲ့စကားပြောနေပါတယ်။ကောင်မလေးကကောင်လေးရဲ့စီနီယာအထက်လူကြီးစတဲ့ကိုယ့်ရဲ့စီနီယာလို့စဉ်းစားနိုင်ပါတယ်။ယဉ်ကျေးတဲ့အတုံးလုံးကိုအတုံးပြည့်တဲ့တစ်ဖက်သားကိုပုံမှန်အတုံးလုံးကိုသုံးမိလိုက်တဲ့ဆိုရင် အာနာမုံမရှိဘဲနဲ့အယူသည်မဲတဲ့ပုံစံပေါ်သွားပါလိမ့်မယ်။တစ်ဖက်မှာလည်းတငယ်ချင်းလုံးဖို့ကိုင်းဘက်တွေကိုယဉ်ကျေးတဲ့အတုံးလုံးနဲ့ဆက်သုံးနေတယ်ဆိုရင်ယဉ်နီးမှုမရှိဘူးဆိုတဲ့ပုံစံပေါ်သွားမှာဖြစ်ပါတယ်။တရာကိုအဓိကထားပြီးတော့စကားပြောကိုနောက်ထပ်တစ်ချိန်နှာထောင်းကြည့်ကြရအောင်။ မြန်မာစာနာတို့လက်ထက်တာတာဖြစ်တဲ့အတွあお久しぶりですお久しぶりですお元気ですかはいおかげさまで2あ久しぶり久しぶり元気うん元気3 あ,あ、久しぶりお久しぶりです元気はい、おかげさまでおはようございますおはよう おはよう。おはよう。တငယ်ချင်းစီမီယာဇယအတီကျွမ်းစသဖြင့်တစ်ဖက်လူကိုသတ်မှတ်ပြီးတော့မတွေ့တာကြာမှတွေ့ကြရတဲ့ဆိုတဲ့ပုံစံနဲ့နှုတ်ဆက်စကားပြောကြည့်ကြရအောင်။နောက်ဆုံးအနေနဲ့ဂျပန်နိုင်ငံရဲ့နေထိုင်မှုအကြံပေးချက်တွေကိုပြောပြပေးမှဖြစ်ပါတယ်။ ဒီနေ့ကတော့မိမိထံအသက်ကြီးသူမိမိထံအသက်ငယ်သူနေကောင်းမရဲ့လားဆိုတဲ့မိစ္ဆာစကားတို့အကြောင်းကိုပြောပြပေးပါမယ်။အရင်ဆုံးမိမိထံကြီးသူမိမိထံငယ်သူတို့ရဲ့အကြောင်းကိုရှင်းပြပေးပါမယ်။မိမိထံကြီးသူလားငယ်သူလားရင်းနှီးတဲ့သူလားမသိတဲ့သူလားစသဖြင့်ပြောတဲ့သူနဲ့နားထောင်နေသူကြားကပတ်သက်မှုအရာယဉ်ကျေးတဲ့အသုံးနှုန်းနဲ့ပုံမှန်အသုံးနှုန်းဆိုပြီးတော့ခွဲခြားအသုံးပြုနိုင်ပါတယ်။ဒါဖြစ်ရင်ဘလို့လူမျိုးကကိုယ်ထက်ကြီးတဲ့သူဖြစ်ပြီးတော့ဘလို့လူမျိုးကကိုယ်ထက်ငယ်တဲ့သူဆိုတာကို အောက်ပါချက်တွေနဲ့ခွဲခြားသတ်မှတ်လို့ရပါတယ်။ပထမဆုံးအနေနဲ့အသက်အရွယ်နဲ့ခွဲခြားလို့ရပါတယ်။ရေဘူးရအားဖြင့်အသက်အရွယ်မတူတဲ့သူတွေစကားပြောတဲ့အချိန်မှာအသက်အရွယ်ကြီးတဲ့သူတွေကိုမိမိထက်ကြီးတဲ့သူလို့ခေါ်ပြီးတော့အသက်အရွယ်ငယ်တဲ့သူတွေကိုမိမိထက်ငယ်တဲ့သူလို့သတ်မှတ်နိုင်ပါတယ်။အသက်အရွယ်မတူခြင်းကအတုံးတုံးခွဲခြားအသုံးပြုပုံမှာအလွန်ရေးပါပါတယ်။အဲဒါကြောင့်ဂျပန်နိုင်ငံမှာအသက်အရွယ်မိတာတွေလည်းမကြခဏရှိတဲ့အတွက်ကြောင့်နိုင်ငံသားကနေလာတဲ့သူတွေအနေနဲ့လူမှုအခွင့်အရေးချိုးဖောက်တယ်ဆိုပြီးတော့ ခံစားရတာတွေလည်းပဲရှိပါတယ်။အသက်အရွယ်အရာအထက်အခွဲခြားမှုကလုပ်ငန်းဝင်တို့ရောက်ရှိသွားတဲ့ဆိုရင်တတ်တူရွယ်တူချင်းအကြားမှာအဲ့ဒီလောက်ထိတင်းကျပ်မှုမရှိတော့ပါဘူး။နောက်ထပ်အချင်းချင်းရင်းနှီးရဆိုရင်ရင်းနှီးတဲ့လောက်အသက်အရွယ်ပေါ်လိုက်ပြီးတော့အထက်အခွဲခြားမှုလည်းမရှိဘူးဖြစ်သွားပါတယ်။ဒုတိယအနေနဲ့ဇီနီယာဂျူနီယာနဲ့လိုက်ပြီးတော့ခွဲခြားနိုင်ပါသေးတယ်။အကျုပ်အဖွဲ့အစည်းတွေမှာဆိုရင် အရင်ရှိတဲ့သူကဇီနီယာမကြသေးခင်ကမှရောက်ရှိလာတဲ့သူကဂျူနီယာဖြစ်ပါတယ်။ကျောင်းသားကျောင်းသူများဖြစ်တဲ့ဆိုရင် အများအားဖြင့်စီနီယာဆိုတာကမိမိတဲ့အသက်ကြီးတဲ့သူကိုဆိုလိုပါတယ်။ကုမ္ပဏီစသဖြင့်လူမှုပတ်ဝန်းကျင်မှာအဖွဲ့အစည်းတွေမှာဆိုရင်ဂျူနီယာကအသက်ကြီးတဲ့သူဖြစ်ပြီးတော့စီနီယာကအသက်ငယ်တဲ့သူလည်းဖြစ်နေတတ်ပါတယ်။အသက်ကွာခြားမှုပေါ်မူတည်ပြီးတော့ပြောတဲ့အခါကြီးလက်ရှိတဲ့ဆိုပေမဲ့ရေဘူးရအားဖြင့်စီနီယာဂျူနီယာပတ်သက်မှုကိုပို့ပြီးတော့ဦးစားပေးကြပါတယ်။နောက်ထပ်အနေနဲ့ယာရူးအဆင့်ဝါးစင်းနဲ့ပတ်သက်ပြီးတော့လည်းခွဲခြားနိုင်ပါသေးတယ်။အထက်လူကြီးနဲ့အောက်လက်ငယ်သာဆရာနဲ့ကျောင်းသား စားတဲ့တိကျတဲ့ယာတို့အစင်ဝါစင်ရှိတဲ့အခါအထားအခွဲခြားမှုပေါ်မှာတက်ရောက်မှုရှိပါတယ်။ဥပမာအားဖြင့်ကုမ္ပဏီအတွင်းမှာကုမ္ပဏီအကြီးကဌာနခွဲမှုဌာနမှုဌာနစုမှုတာမန်ဝင်တန်းစားတဲ့ယာတို့အစင်လိုက်ဖြစ်တဲ့အခါမှာယာတို့အစင်မြင့်ရင်မြင့်သလိုအထက်မှာဝါစင်အလိုက်စီစဉ်သတ်မှတ်ရပါတယ်။နောက်ဆုံးအနေနဲ့ကတော့ဧည့်သည်နဲ့ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ခွဲခြားလည်ရပါသေးတယ်။ဂျပန်နိုင်ငံမှာဆိုင်တွေ စီးပွားရေးလုပ်ငန်းတွေမှာအသက်အရွယ်ပေါ်မူတည်မှုမရှိဘဲနဲ့ဧည့်သည်ကိုဆိုင်ဝန်တန်းကနေပြီးတော့ယူသိမှုအမြင့်ဆုံးထားပြီးတော့အဲဝဲပြီးရပါတယ်။ဆိုင်ဝန်တန်းတွေကဧည့်သည်တွေအပေါ်မှာယဉ်ကျေးစွာပြောဆိုရယုံတာမကဘူး။ယဉ်ကျေးတဲ့အသုံးအနှုန်းတွေကိုလည်းသုံးရပါတယ်။ကဘာပေါ်မှာရှိတဲ့နှုတ်ဆက်စကားတွေမှာအင်္ဂလိပ်ဘာသာစကားရဲ့ How are you ကဲ့သို့တပတ်လူရဲ့အခြေအနေကိုမေးမြန်းတဲ့နှုတ်ဆက်စကားတွေရှိရဆိုပေမဲ့ဂျပန်ဘာသာစကားရဲ့ Okanki desk ကတော့ မတွေ့ရတာကြပြီဖြစ်တဲ့သူကိုလက်တလောအခြေအနေကိုမေးမြန်းတဲ့အခါမှာနှုတ်ဆက်တဲ့စကားဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့လုပ်ငန်းခွင်ကလုပ်ဖို့ကင်ဘတ်တွေစားတဲ့နေ့စဉ်တွေ့နေတဲ့သူတွေကိုအတော်မပြူရပါဘူး။ဒီနေ့ရဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲ။ဒီနေ့ရဲ့သင်ခန်းစာကအသင်အတွက်ထောက်ကူဖြစ်မယ်ဆိုရင်သင်ရဲ့သင်ငယ်ချင်းတွေကို share လုပ်ပြီးတော့ like button ကိုနှိပ်ခဲ့ပေးပါအောင်နော်။ကန်တူးနဲ့ပတ်သက်ပြီးတော့ channel မှာအများအပြားဗီဒီယိုတွေကိုတင်ပေးမှဖြစ်တဲ့အတွက်ကြောင့် ီဒီယိုအသစ်များကိုလက်မလွတ်ရလေအောင် channel ကို like and subscribe လုပ်ထားပေးပါနော်။သင်ရဲ့ဂျပန်စာလေ့လာမှုကိုပုံမှန်အစီအပြေစီရန်အတွက် MG Speed application ကိုအသုံးပြုရန်တိုက်တွန်းချင်ပါတယ်။ဒီ application ကိုအသုံးပြုမယ်ဆိုရင်လေ့ကျင့်ခန်းတွေကိုရေကူစာပြုလုပ်နိုင်ပြီးတော့ test တွေကိုလည်းဖြေဆွဲနိုင်မှာဖြစ်ပါတယ်။ကိုလေ့ကျင့်ထားတဲ့အကြောင်းအရာတွေကို my page မှာပြန်လည်ကြည့်ရှုလို့ရပါတယ်။ video ရဲ့ description မှာလည်း application နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုရေးသားထားတာကြောင့်မတော့ရသေးတဲ့သူတွေလည်းပဲသိကြပါအောင်သိကြပါနော်ဂျပန်နိုင်ငံမှာအလုပ်လုပ်ကြတဲ့လူတွေအတွက် အကယ်၍သင်ကမြန်မာနိုင်ငံမှာနေထိုင်ပြီးဂျပန်နိုင်ငံမှာလုံလုံခြုံခြုံနေရှိရဲဆိုရင်မြန်မာ Unity ရဲ့ Facebook စာမျက်နှာမှာတဆင်ဆက်သွယ်မိများနိုင်ပါတယ်။ Facebook link ကိုဗီဒီယိုရဲ့အောက်မှာကြည့်ရှုနိုင်ပါတယ်။ဂျပန်စာကိုလေ့လာခြင်းကအသင်းရဲ့ကမ္ဘာကြီးကိုပိုပြီးကျယ်ပြန့်လာစေပါတယ်။အဲဒါကြောင့်ကျွန်တော်နဲ့အတူတူဂျပန်စာကိုလေ့လာကြရအောင်။နောက်ထပ်သင်ခန်းစာကတော့ရင်းနှီးတဲ့သူတို့မှလက်တလောအခြေအနေကိုမြင်တဲ့အခါမှာလက်ကူစာပြောဆိုနိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင်နောက်ထပ်ဗီဒီယိုမှာတွေ့ကြမယ်နော်။